အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ပပြပါဆေးဝင်ဆောင်ဖက်တဲ့တင်းလေးကိုတက်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။မေလာမစတင်ကအနောက်တောင်ဘုံတုံးလေးစတင်ဝင်ရောက်မယ်တဲ့။မိပြန်မှုကြောင့်တနင်္ဂနွေလုံးရေးပေါ်ချင်းညလိုက်တဲ့တဲ့။လူသားများနဲ့ပုံမှုတီးကြတဲ့ခွဲစိတ်ကူတာမှုများကိုဆက်ရုံများလုံနိုင်တော့မယ်တဲ့။ဒီပါအောင်တဲ့ပွဲမှာလူမဆန်သမားတရှုကိုတုံးရန်မန်နီပြဆစင်းရဲ့တည်င်းပါဝင်အစားရှိတဲ့ပြင်းပြပါစိတ်ဝင်စားဖွယ်တဲ့တည်င်းလေးကိုတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။မေလာမစတင်ကအနောက်တောင်ဘုံတုံးလေးစတင်ဝင်ရောက်မယ်လို့သိရပါဗျ။ဒီသတင်းတော့မင်းတူတူကြွားပေးပို့လာပါဗျ။ 2025ခုနှစ်မိုးကာလဟာမေလ16ရက်နေ့ကနေစတင်ပြီးအနောက်တောင်ဘက်သို့လေးစတင်ဝင်ရောက်မှာဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုအစည်းအဝေးကခန့်မှန်းထားပါတယ်။2025ခုနှစ်မိုးကာလဟာမြန်မာနိုင်ငံအတွင်းကိုအနောက်တောင်ဘက်သို့လေးစတင်ဝင်ရောက်တဲ့နေရာနေဇွန်လကုန်ထိဖြစ်ပါတယ်။အနောက်တောင်ဘက်သို့လေးကမေလ16ရက်နေ့ကနေ20ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများ မေလာ22ရက်နေ့ရနေ့25ရက်နေ့တွင်မြို့ဝကျုံမော်ဒေတာများမေလာ26ရက်နေ့က31ရက်နေ့တွင်မြန်မာနိုင်ငံလယ်ပိုင်းဒေတာများနှင့်ဇွန်လ1ရက်နေ့ရနေ့9ရက်နေ့တွင်မြန်မာနိုင်ငံမြောက်ပိုင်းဒေတာများကိုဝင်ရောက်နိုင်တယ်လို့သိရပါတယ်။ဒါအပြင်ဘယ်လင်္ကားမေလယ်အော်မှာလီဘီယာနဲ့ရန်ဝန်တုံးချင်းဖြစ်ပေါ်နိုင်ပြီးတစ်ချိန်မှာပမှုအကောက်လာကမုံတိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ပေအပြင်၎င်းကလာတွင်အနောက်တာမုံတုံးတွေဟာအာသနင်းကနေအကောက်နိုင်တယ်လို့အသိပေးထားပါတယ်။မိုးကာလာမေလာနဲ့ဇွန်လတို့မှာ ာအေယာဝတီမြေရှင်တွဲမြေဒုထဝတီမြေမေတ္တာမြေစစ်တောင်းမြေရွှေကြည်မြေပုဂိုးမြေတန်လွင်မြေတောင်ရင်မြေငဝေမြေတိုမြေနဲ့ဘီလင်းမြေတို့တခြားမှာရှိရမြေများမှာမြေမြားဟာလက်ရှိရမြေများထက် မြင့်တက်လာနိုင်တယ်လို့လည်းဖော်ပြထားတယ်လို့သိရပါရဲ့ဆလာဘီနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။မြေပြေမှုကြောင့်တနင်္ဂနွေလုံးရေးပေါ်ချင်ကြလိုက်ရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာပါ။ နိုင်ငံထဲမှာရှိတဲ့ဒေသတော်တော်များများမှာနှင်းစင်မီပြောင်းမှုတွေဖြစ်ပွားခဲ့တာကြောင့်စပိန်နိုင်ငံနဲ့ပေါ်တူဂီနိုင်ငံမှာတနိုင်ငံလုံးတိုင်းတိုင်းနဲ့အေးပေါ်အချင်းချင်းကြခဲ့ရတယ်လို့သိရပါဗျ။မိပြက်သွားပြီးနောက်မှာမျိုးရင်းပို့ဆောင်ရေးစနစ်မှာပါဝင်တဲ့ရှစ်သားတွေနဲ့မိပွိုင်းတွေလေးစိတ်တွေမှာလုပ်ငန်းလက်ပတ်မှုရဆိုင်သွားတာကြောင့်အကြက်တဲတွေပေါ်ထွက်လာပြီးနောက်မှာအေးပေါ်အချင်းချင်းကြဖို့စပိန်နဲ့ပေါ်တူဂီဆိုရတွေကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။မိပြက်ရတဲ့အကြောင်းရင်းကိုအတိပြုတာမျိုးမရှိသေးပေမဲ့မိပြက်တာကြောင့်စပိန်နဲ့ပေါ်တူဂီနိုင်ငံထဲမှာနေထိုင်နေပြည်သူ ူတန်း60ကျော်ဟာအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့သိရပါဗျ။စပိန်နိုင်ငံထဲမှာမိဖြစ်သွားတဲ့ဒေသတွေထဲမှာမြို့တော်မှတွေ့တီရှိတဲ့ဒေသတွေပါဝင်လူနေထူးတဲ့ဒေသတွေပါဝင်တာကြောင့်ထိခိုက်မှုပုံမှန်ပြပြခဲ့တယ်လို့သိရပါဗျ။အရေးပေါ်အခြေအနေမရောက်သိမီပြည်သူတွေအနေနဲ့ပုံမှန်လုံဆောင်နေတဲ့အလုပ်တွေကိုခေတ္တရန်ဆိုင်တာပြီးမဖြစ်မနေလုံဆောင်ရမယ့်အလုပ်တွေကိုပဲလုံဆောင်မှုအတွက်စပိန်နဲ့ပေါ်တူဂီဆိုရာတွေကတိုက်တွန်းထားတယ်လို့သိရပါဗျ။ နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။လူသားများတဲ့ပုံမှန်တိကျတဲ့ခွဲစိတ်ကူတာမှုများကိုစက်ကောင်များလုံနိုင်တော့မယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာပါ လူသားခွဲစိတ်စရာဝင်နေတဲ့ပုံမူတည်ကြတဲ့ခွဲစိတ်ကူတာမှုတွေလုံနိုင်မဲ့ဆဲရုပ်တွေကိုလာမယ့်၅နှစ်အတွင်းမှာအသုံးပြုနိုင်တော့မယ်လို့သိရပါဗျ။ခွဲစိတ်ကူတာမှုလုံနိုင်တဲ့ဆဲရုပ်တွေကိုလက်ရှိအချိန်ထိအသုံးပြုနိုင်တဲ့အနေအထားကိုရောက်နေပြီဖြစ်ပေမဲ့ AI နည်းပညာနဲ့ပေါင်းစပ်ပြီးပုံမူတည်ကြတဲ့ခွဲစိတ်ကူတာမှုတွေလုံဆောင်နိုင်တဲ့ဆဲရုပ်တွေကိုထုတ်လုပ်မှုတွေစတင်လုံဆောင်နေပြီးလာမယ့်၅နှစ်အတွင်းမှာလက်တွေ့အသုံးပြုနိုင်တဲ့အနေအထားကိုရောက်မယ်လို့ကမ္ဘာ့အရှမ်းသားဆုံးဘီလီယံနာ Elon Musk ကပြောကြားခဲ့ရဖြစ်ပါတယ်။ အီလိုမက်စ်ပိုင်ဆိုင်တဲ့နယူးယောက်နဲ့ဇီဝနည်းပညာကုမ္ပဏီပါဝင်ဇီဝနည်းပညာကုမ္ပဏီတွေဟာ AI နည်းပညာကိုအရှိန်အဟုန်တိစောက်ထားတဲ့လူသားတွေရဲ့အုံနောက်အသွင်မျိုးအတီးပြူဆုံးဖြတ်နိုင်စွမ်းရှိတဲ့နည်းပညာတရက်ကိုဆက်ရုပ်တွေမှာထည့်သွင်းနိုင်မှုအတွက်ကြိုးပမ်းနေပြီး၅နှစ်အတွင်းမှာအောင်မြင်ွယ်ရှိနေရဖြစ်ပါတယ်။အောင်မြင်သွားမယ်ဆိုရင်လူသားတွေလှုပ်ရှားမှုအတွက်ခက်ခဲတဲ့မြန်နှုန်းတိကျမှုတွေနဲ့ဆက်ရုပ်တွေဟာခွဲစက်ကူတာမှုတွေကိုလှုပ်ဆောင်နိုင်မယ်လို့သိရပါတယ်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနာကတော့မြန်မာရှေ့ရဲ့အင်္ဂါစတဲ့တဲ့ဘုတ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒီပါအောင်နေပွဲမှာလူငယ်သမားတချို့ကိုတုံးမှုအတွက်မယ်ယူနီပြဆီစဉ်နေပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပြပို့လာတာပါ။ မန်ယူနီပြအိမ်မိုးရီဟာပြီးပအောင်နဲ့ကစားရမယ်။ယူပါလိကြိုဘူးလူပွဲစဉ်မှာလူငယ်စားသမားတချို့ကိုပေါ်တဲ့လူစဉ်မှာအသုံးပြုဖို့အတွက်စစ်စစ်နေရလို့သိရပါဗျ။အိမ်မိုးရီဟာပြီးခဲ့တဲ့ဘုံမောင်းနဲ့ပွဲမှာလူစားဝင်လာပြီးနောက်မှာအားရပဲရှိစွမ်းမြပြသခဲ့တဲ့လူငယ်တိုက်စင်မှုရှိတော်ဘီကိုဦးစားပေးတိုက်စင်မှုဖြစ်သုံးပြုသွားဖို့အတွက်ရှိနေတယ်လို့ကွင်းလယ်နဲ့ခန်းစစ်ပိုင်းမှာလည်းလူငယ်စားသမားတွေကိုပွဲထုတ်သုံးမယ်အလားအလာရှိနေရလို့သိရပါဗျ။အိမ်မိုးရီဟာနောက်တပ်ကစားသမားတွေဖြစ်တဲ့ Harry Imes နဲ့ Tyler Fredrickson ကွင်းလယ်စားသမား မာရီဖြစ်တဲ့ဂျက်ဗလာရှာတို့ကိုအသင်းကြီးထွက်ခွာယူထားပါတယ်။မန်ယူအသင်းဟာယူရိုပါလိပြိုင်ပွဲမှာချန်ပီယံဖြစ်မှာလာမယ့်ဘောလုံးရာသီမှာချန်ပီယံနိမ့်ပွဲရမှာဖြစ်တာကြောင့်အီမိုရီဟာချန်ပီယံဖြစ်ဖို့ကိုလက်ရှိဘောလုံးရာသီအတွက်ဦးစားပေးပြင်မှတ်ဖြစ်နေတတ်မှတ်ထားသလိုမန်ယူအသင်းဟာလက်ရှိအချိန်အထိယူရိုပါလိမှာရှုံးမဲမရှိသေးဘူးလို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နိုင်အနည်းငယ်တည်နေပဲဖြစ်ပါတယ်။တိကျအားပေးကြပါတဲ့များအားလုံးကျမရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။